ကဲအားလုံးပဲမင်္ဂလာပါဒီကနေ့ကတော့ကျွန်တော်ကမှာအစင်းရလေးနည်းနည်းဖြစ်သွားပြီပေါ့နော်အဲ့ဒါကိုဘယ်လိုမျိုးပြန်လဲကုစားရင်ကောင်းမလဲပေါ့နော်အစင်းရဖြစ်သွားတော့ပြန်လဲကုစားဖို့အတွက်ဒါလေးဝယ်လာတယ်ပေါ့နော်ဒါကြီးဆိုရနေဝယ်လာတာဖြစ်ပါတယ်သူကအယောင်2မျိုးနဲ့လာတယ်တစ်ခုကိုသူက3000အဲနှစ်ခုဆိုတော့6000ပေးရတာပေါ့နော်ဒါကြီးဆိုရနေပြီးတော့ဝယ်လို့လည်းရတယ်နောက်ပြီးတော့ဒီကူပန်တို့ဘာလို့ကနေပြီးတော့မှာလို့လည်းရတယ်ပေါ့နော်ပရမအုံးဆုံးသူကအဝါရောင်အရင်တုံးရတာပေါ့နော် compound လို့ခေါ်ပါတယ် ဒီကောင်သုံးပြီးွားတော့မှဒီအပြာရောင်ခွန်းထက်ပိုကုန်းဆိုတဲ့ဟာကိုသုံးရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ချက်သုံးကြည့်အောင်ပေါ့နော်ဒီလိုဟာမျိုးလေးလည်းလိုအပ်တယ်ပေါ့နော်ရေဘူးလေးလိုအပ်တယ်အဲတော့သွားကြည့်အောင်ပေါ့နော်ဒီကောင်ပေါ့နော်ဒီကောင်လေးမရလားမသိနော်အဲတော့ပရောင်းအောင်ဆုံးကျွန်တော်တို့ကရေးစီပါမယ်အဲတန့်အောင်ပေါ့နော်ရေးလေးနဲ့နဲ့စီရဝါရံကောင်ရင်သုံးအောင်ပေါ့နော်ဒီကောင်နည်းနည်းလေးပဲနည်းလေးပဲဒီညာလေးမှကျွန်တော်ပို့သူကတခြားနေရာတွေပို့လို့မကောင်းဘူးပေါ့နော်တခြားနေရာတွေပို့လို့ဘာလို့လဲဆိုဒီကောင်ရဲ့ သဘောတရားရဒီ compound two ဆိုတာကဒီမှာရှိတဲ့အကြောင်းတွေကိုဒီဘက်ကိုပြန်ကူးတဲ့ပုံစံပေါ့နော်ဒါကြောင့်မလို့အများကြီးသုံးလို့တော့မကောင်းဘူးပေါ့နော်အဲ့ဒါပြင်းသားလေးတွေပုတ်တဲ့ခါမှလည်းသူကဖြည်းဖြည်းချင်းပို့ရတာပေါ့နော်အဝေးတွေပုတ်လို့မရဘူးဒီနားလေးမှာပေါ့နော်ဖြည်းဖြည်းချင်းမရရင်နည်းနည်းလေးအားထိုက်ပြီးတော့ပို့မှာပေါ့နော်သူဖြည်းဖြည်းချင်းကပျောက်လာပြီပေါ့နော်သူကဒီလိုမျိုးနည်းလေးနှက်သွားတဲ့ဟာကြတော့မရဘူးပေါ့နော်သူနည်းလေးတော့အားဆက်ရတယ်ပေါ့နော်တော်ပေါ်ရေထားလိုက် နည်းနည်းလေးမက်သွားတဲ့ဟာတွေကြတော့တော့မရဘူးပေါ့နော်ပြင်တော်လည်းအသားလေးအဲအဝိုင်းပုံစံလေးပုတ်လိုက်မယ်ပေါ့နော်အဲနည်းလေးတောက်သွားပြီပြောပေါ့နော်ဗီဒီယိုခါကြလို့ရှိရင်ဒီကောင်အရာကိုပြန်ပြီးတော့တင်ပါပေါ့နော် ဟိုအယောင်နဲ့မှိန်သွားတယ်ကြောင့်အယောင်ပြန်တင်းမဲ့ပုံဖြစ်ပါတယ်အဲ့တော့ဒီအဝတ်ကိုတခြားအဝတ်အစ်စ်နဲ့ထပ်ပြီးသုံးရတာပေါ့နော်ဒီအဝါယောင်တုတ်ထားတဲ့ဟာနဲ့သုံးလို့မကောင်းဘူးအဲ့တော့ကျွန်တော်ကတော့ဒီတစ်ခုထဲမှာပဲတခြားနေရာလေးနဲ့သုံးမှာပေါ့နော်အဲ့တော့ဒီနေရာပြီးတော့ကျွန်တော်ဒီနေရာပြီးတော့ဒီနေရာလေးပေါ့နော်အဲ့တော့ဒါအယောင်ပြန်တင်တာပေါ့နော်ပြီးတော့အရင်ပုတ်ဆံမလို့ဖြည်းဖြည်းချင်းပဲအယောင်ကျသွားတဲ့နေရာကိုအစားပြန်ထိုးတာပေါ့နော် အစင်းရအရန်နှက်သွားလို့ရှိရင်ဒီကောင်နဲ့လှုပ်လို့မရဘူးဆိုင်ပို့အောင်ပေါ့နော်အစင်းရတော်တော်တရာလောက်ကတော့ဒီဒိုင်ဆိုဟာနဲ့ပျောက်တယ်ပေါ့နော်အဒီကောင်ဆိုရင်ဒါနည်းနည်းလေးနက်တဲ့ထဲမှာပါတယ်ပေါ့နော်ဟိုဒီဘီနာဟာတွေဆိုရင်ဒါပျောက်သွားပြီပေါ့နော်ဒီကောင်တွေဆိုရင်ဒါနည်းနည်းလေးတော့ကြံသေးတယ်ပေါ့နော်ပြီးရင်အဝတ်တန်းနဲ့ထပ်ပြီးတော့ပို့လိုက်မှာပေါ့နော်ဒီလောက်ပဲပေါ့နော်